မင်္ဂလာပါရှင်တရှင်တို့ဒီနေ့ကတော့80ထဲမှာဟိုကိုတွက်ထားပြီးသားဖော်မြူလာတွေကိုပြန်ကြည့်နေကိုမျှပေးသားမှာပဲဖြစ်ပါလေရှင်အဲ့တော့အဲ့တော့80ထဲမှာကျတော့ဖော်မြူလာကိုဒီလိုမျိုးကိုတွက်ထားတဲ့ဖော်မြူလာတွေကိုပြန်ကြည့်ကျင်တယ်ဆိုလို့ရှိရင်ကျတော့ကဘယ်လိုပြန်ပြီးတော့လွယ်လင့်တကူကြည့်လို့ရမလဲဒါလေးကိုမျှပေးပေးသားမှာဖြစ်ပါတယ်အဲ့တော့အပိုင်းနှစ်ပိုင်းရှိမှာပဲပထမတကူကကျတော့ဖော်မြူလာနဲ့ကြည့်တာပါနော်အဲ့ဒီမှာဆိုလို့ရှိရင်ကျတော့ဒီတွက်ထားတဲ့ အမောင်ရဲ့ကျွန်တော် formula ကိုဒီမှာမြင်ရမှာပဲဖြစ်ပါတယ်အဲ့တော့ဒါလေးကိုတစ်ချက်တစ်ချက်တက်ပြပါမယ်အဲ့တော့ equal အဘွား MUL A formula test ပဲဖြစ်ပါတယ် reference ရှိရကို process အဖြစ်ရထားတဲ့ data ကို cell အကွက်ကို select ပေးလိုက်ပါပြီးတော့ analyze လိုက်ပါဒါဆိုတော့ကျွန်တော်က formula တွေကိုအဲဒီမှာ ဖော်ပြပေးပါမယ်ဖြစ်ပါတယ်ဒါလေးကတော့ချေလိုတနီးပေါ့เนาะတကယ်လို့ချေလိုကဒီနီးလန်းကိုမသုံးချင်ဘူးဆိုလို့ရှိရင် နောက်ထပ်နီးလန်းကတော့ချေလို control ရဲ့ အဲတိုက်ကီးလေးရပဲဖြစ်ပါတယ်ဒီတိရ81ရရနော်တိရ81ရရကီးလေးပဲဖြစ်ပါတယ် control ရ type ကီးလေးရလိုက်လိုက်ပါဒါဆိုရင်လည်းကျွန်တော်ကဒီမှာ formula တွေတိကိုဒီမှာ under call ပြီးတော့မိမိလိုသလိုကြည့်လို့ရတယ်ပြပြောက်ရှင်တယ်ဆိုရင်လည်း control ရ type ကီးလေးရနှိပ်လိုက်ပါဒါလေးကပုံလွယ်မယ်ထင်တယ်နော် formula တွေသုံးစရာမလိုဘဲနဲ့ control ရ type ကီးလေးရနှိပ်လိုက်တာနဲ့ကျွန်တော်က formula ကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ရတဲ့ငန်းစာမှာဒီခုလိုမျိုး လုပ်ငန်းခွင့်အတွက်လွယ်ကူပြီးတော့ရိုး ွှင်ပြီးတော့အသုံးဝင်စင်မှန်ဒီလက်များကိုထပ်ပြီးတော့ညွှန်ပြပေးတော့ပါမရှင်အားလုံးကိုဆေးရှိစွာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်